အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ22ရက်စီးရီးသတင်းကောင်းတော်တုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးတော့ပါမယ်မဖတ်ကြားခင်မှာကျွန်တော်ရဲ့ယခုကွန်တန်လေးကိုလမ်းမလေးတွေထောင်းပြီးကွန်မန့်လေးတွေရေးပေးသိချင်ပါတယ်ပြီးခဲ့တဲ့ရက်ကကျွန်တော်ရဲ့လူမိုက်စစ်သားအလွဲများ စာစုလေးမှာစာသားຫນွေဦးဆိုတဲ့ ကိုနဲ့ဟိုကလေးစစ်သားပုံလေးတွေဖော်လိုက်တဲ့အခါမှာ YouTube ကနေပြီးတော့အဲ comment မှာဖိတ်ထားခဲ့တာမျိုးရှိပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ video ကို YouTube ကပြန်ပြီးတော့ခਿੱတချထားပါတယ်။ဒါကြောင့်ရေးလို့ရတဲ့ content လေးတွေမှာလက်မလေးတွေထောင်ပြီး comment လေးတွေရေးပေးဖို့မေတ္တာရက်ခံပါရစေ။ရခိုင်ပြည်နယ်မြို့တော်စစ်တွေဟာကွက်ကွက်လေးကြံပြီးတပ်ပြက်အင်အားတွေအလုံးကြီးနဲ့ဖိတ်ဆို့ခံထားရတဲ့အနေအထားဖြစ်ပါတယ်။ အကြမ်းဖက်တပ်ဟာရခိုင်ပြည်ကိုပြန်လည်ထိုးစစ်ဆင်နိုင်မှုအချိန်ယူသတင်းတိစောက်ပြီးအင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။စစ်တွေမှာအစိုးရပြုံးလိုက်ရောက်နေတဲ့စစ်သားတွေဟာတပ်ပြက်ပြီးပြေးလာကြရသူတွေဖြစ်ပါတယ်။သူတို့မှာအဲ့ဒီပြေးလာတဲ့အတွေ့အကြုံကိုဖြောက်ပြီးတော့စစ်ဗိုလ်ချုပ်များဟာစုဖွဲ့လေ့ကျင့်ပေးဖို့အချိန်ရသွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။တကယ်ရောဒီအချိန်နေရှိသွားပြီလား။ရောက်သွားပြီလား။ စစ်တာရခိုင်တောင်ပိုင်းကို ပြန်ဝင်လာဖို့အစီအမံတစ်ခုခုတော့ရေးဆွဲပြီးဖြစ်ပုံရပါသမယောကြစစ်ရဲ့သဘောအရဆုံးခဲ့တဲ့နေရာကနေပြန်ဆရာရိုးရှိပါသမယောကြစစ်ရဲ့အားနည်းချက်ကလည်းအဲ့ဒီအချက်ပဲဖြစ်ပါတယ်ကြောက်ကြစစ်လောက်သာဆိုရင်တော့တန်ရွဲနဲ့ခွားကိုလောင်းလီ၅စီးလောက်နဲ့ဝင်ပြီးစီးနေတိုက်ခိုက်ပြန်လည်ထွက်ခွာဆိုပြီးစစ်ရေးအမြတ်ထုတ်လို့ရပါတယ် တစ်ဆယ်၂ဆယ်ကိုဆက်စည်ရင်မတိုင်ခင်မှာအချမ်းဖက်တဲ့ဟာအဲ့ဒီနည်းနဲ့ပဲလုံးမပါခဲ့ရတာဖြစ်ပါတယ်တစ်ဆယ်၂ဆယ်ကိုဆက်စည်ရင်ဒုတိယအကြော့မှာစနီးဗျူဟာပြောင်းလဲဖို့ပြင်ဆင်နေမိမဲ့စစ်တပ်ဟာအလင်းမမီခဲ့ဘူးဖြစ်ပါတယ်ရခိုင်ကဘလို့လဲဆိုတော့အဝိုင်းခံရတာလို့ဖြတ်တိုက်ခံရတာလို့ဆိုရင် အနည်းဆက်ဆုံးနေရာကစစ်ကြောင်းနေဦးစစ်ကူဆိုပြီးလွတ်ပါတယ်အဲ့ဒီစစ်ကူစစ်ကြောင်းမှာအစော်ခံရပါတယ် အဲ့ဒီလိုဖြစ်စဉ်တွေကြောင့်ခံရင်ခံရပါစေညနဲ့ကောင်ခံစားဆိုပြီးအနာခံပြီးမလိုက်တော့တာကိုတွေ့ရပါတယ်။ဆိုတော့စစ်တာတောင်ပိုင်းရခိုင်မှာကြောက်ပြူကိုအခြေပြုတ်ပြီးပဲပြန်ပြီးထိုးစစ်ဆင်လာပါလိမ့်မယ်။ခြေရက်ကနေတရားပေးဌာနဖြစ်အသုံးပြုလာနိုင်ခြင်းရှိပါတယ်။ဒီတော့ရခိုင်မြောက်ပိုင်းကလည်းငြိမ်နေလို့မရပြန်ပါဘူး။စစ်ရဲ့သဘောတဘာဝအရတိုက်ွက်ဖော်ရပါလိမ့် ရုပ်ရှင်ပါလေစစ်တွေတမျိုးပဲရှိတာပါသူမတိုက်ရင်ကိုတိုက်ရမယ်ဆိုတာနှစ်ဖက်စလုံးသဘောပေါက်ပါရခိုင်ရဝိုင်းမှာလည်းဝင်ပေါက်ဟာနှစ်ပေါက်ပဲရှိပါတယ်ဖလဝါနဲ့စစ်တွေပဲဖြစ်ပါတယ်စစ်တွေဟာကိုချေတို့ရဲ့စိုက်စစ်ရပ်တန့်ခဲ့တဲ့အနာတန်မြင်ပဲဖြစ်ပါတယ် အကြမ်းဖက်တိုက်ရဲ့တက်စစ်ဟာလည်းစစ်တွေကနေပဲမဖြစ်မနေကြောက်ကြောက်လန့်လန့်နဲ့ဆလာတာကိုတွေ့ရပါတယ်။အကြမ်းဖက်တဟာစစ်တွေတက်နေရဲ့အပြင်ဘက်ကိုထွက်လာပြီးဖြစ်ပါတယ်။စစ်တွေတက်နေမှာပါရမီရင်းစုဟာအစုံဆုံးဖြစ်ပြီးမင်းချောင်းတရားကိုနန်နမိတ်ဖြစ်တတ်မှတ်ထားပါတယ်။ဒါကြောင့်အရင်တော့ကကျွန်တော်ဟာတနည်းအနေနဲ့ဆိုရင် အမြင့်ကျိုးကိုတတ်တတ်ပြီး ပဇော်စိတ်အဝတ်သားကုံဒီထိငါသွားသွားမြားလေးရှိပါတယ်အဲ့ဒီအမြင်ကျိုးပေါ့နော်မေချောင်းတရားမှာယထာလန်လည်းပါပါတယ်စစ်ပြနေတော့ကာလာတောင်းပါပဲစစ်တွေနဲ့ပုံနဲ့ကျော်လာ ကြောက်တော်ထီလာတော့မမှန်မိဘူးယထာဆွဲနေတာတွေ့ခဲ့ရဘူးပါတယ်စစ်တာယခုမေချောင်းတရားဟိုဘက်ကန်းကိုကြော်ပြီးကွန်းအောင်သားအထိရောက်ရှိလာတာကိုတွေ့ရပါတယ် ကိုနောင်ဟာဟိုးရင်ခင်ဟာအာရခတတော်ကိုချေတို့ရဲ့အမဂန်နေမြည်ဖြစ်ပါတယ်ကျွန်တော်တို့ချက်ခင်ဝယ်ရင်တောင်ပါဆယ်ဆွဲပြီးအမြန်ပြေးခဲ့ရတာပါကိုနောင်ကျော်ပြီဆိုကမှရတိတော်လမ်းခွဲပြီးရင်ဒါအခွဲရုံကျော်ကမှအမှန်950ချင်းမြန်တိုင်ဖြစ်ပါတယ်အမှန်က50ချင်းပြန်တိုင်ရဲ့တရှိတဲ့တဲ့လမ်းကတော့တကိုးကြီးပြားဥရစ်တောင်ကိုရောက်ပါတယ် ။မြို့ကိုကျော်ပြီးရင်ရိုးရိုးအလွန်စီးဟာအမှန်950ချီပြန်တိုက်ရင်အဆုံးမနေမီအဆုံးလို့ဆိုရမှာဖြစ်ပါတယ်။အဲဒီရိုးရိုးအလွန်မှာစစ်တွေတိုက်နေရဲ့လက်နက်ငယ်စက်ပစ်ကွင်းတစ်ခုရှိပါတယ်။ချောရရဲ့ကြမ်းဖက်တာစစ်တွေတက်နေရဲ့ကုန်းလားအဖြစ်25မိုင် လောက်သာကွာဝေးမဲ့စစ်တွေရတိတောင်လမ်းခွဲအထိပြန်လဲခြေကုပ်ယူလိုဟန်ရှိတာကိုတွေ့ရပါတယ် လုံးလေခဲ့ပြီးတော့အတိတ်သမိုင်းမှာတောင်ကိုနောင်ကနေပုံနာကျုံမျိုးတဲ့မရောင်မချင်းအသည့်အနေထားနဲ့တီထိုးပြီးသွားလာခဲ့ရဦးတာဆိုတော့ကောက်ချက်ကြံကြံဆွဲရမယ်ဆိုရင်ကျမ်းဖက်တက်ဟာကိုနောင်ကိုကြောက်မလွယ်ပါဘူးကြော်နိုင်ခဲ့ရင်လည်းလမ်းစုံဟာဖန်ကုန်ဖြစ်ပါလိမ့်သူတို့ရဲ့စကြောင်းလေးလမ်းမှာအထိနာခဲ့မယ်ဆိုရင်သမိုင်းဝင်ဘဲ900တောင်ကိုလေကြောင်းကနေတိုက်ခိုက်မှုထုံးစံအတိုင်းပြုလုပ်လာပါဦးမယ် စေကြတာကတော့ရခိုင်တောင်ပိုင်းမှာအကြမ်းဖက်တာစီအသာစီးယာကောင်းရနိုင်ခြင်းရှိခဲ့ရင်တော့စစ်တွေအလွန်တိုက်စစ်ကတော့အရင်ပြုတ်နိုင်တဲ့အနေအထားတကယ်ရှိပါစကားချုံမလို့အောင်ထိမ့်ပြောနေရလို့ပါတကယ်လက်ပုံပြောရမယ်ဆိုရင်ဘင်္ဂလားဒေ့ရ်ကနေပြန်ရမယ်ဆိုရဲအုတ်ထုတ်ပြစောင့်ထားသော UN ငင်းကြီးတက်တွေကျူကျူလက်ဘက်ကဝင်တိုက်ပေးမယ်ဆိုရင်တော့ကန်စောက်တောင်ကိုကြော်နိုင်မှာမဟုတ်ဘူးဖြစ်ပါတယ် ဘိုးတိုင်းရှင်ချားကိုကြပတ်တဟာနေမြေလိုက်ပိုင်းခြားပြီးစောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိပါတယ်။အုတ်ကင်းမျိုးနဲ့ကျွဲပွဲနဲ့ညောင်ရှင်တော့ကြာဂုံမင်းသားရွာကိုစစ်တော့လိုင်းစီးရင်မှာအညိုရောင်နေမြေပြည့်စီးရင်တွင်ထားတယ်လို့သိရှိရပါတယ်။လက်ရရှည်ရပြောက်ထားဖို့တတိပေးရခြင်းဖြစ်ပါတယ်။ဘဝတိုင်းနောက်ချမ်းဗရောင်းတက်တဲ့ညောင်ရိုးစစ်မျက်နှာမှာတော့ကြာဖက်တက်ဟာတိုက်စစ်ထက်ခံစစ်ကိုသာပြင်ဆင်သွားရတဲ့အနေအထားကိုတွေ့ရပါတယ် ကံဝဲနဲ့မတုံချောင်းအပွိုင်း6အ66စကံကိုလက်လွတ်ရပြီးပါတော့မတုံချောင်းတစ်ဖက်ကညောက်ဘက်ကုန်းညောက်ကုန်းလို့လည်းခေါ်ပါတယ်ညောက်ဘက်ကုန်းမှာလက်နဲ့ကြည့်စကံတစ်ခုခြေလို့ယူတဆွဲလာတာကိုတွေ့ရပါတယ်ကာဝဲပစ္စည်းဆက်ယုံရဲ့ခန်းစစ်ဧရိယာဟာတဖြည်းဖြည်းချင်းချင်းမြောက်လာတာကိုတွေ့ရပါတယ် စစ်တပ်မျော်လင့်ထားတဲ့အာရခတပ်တော်ရဲ့တိုက်စစ်မျက်နှာစာသည်ပွိုင်666ဘက်ကိုမဟုတ်ပဲညောင်ကျိုးမတုံအုတ်ရှိဓာမွေးချောင်းတကြောကိုသာခံစစ်ပြင်ထားတယ်လို့ကောက်ချက်ချရပါတယ်သခိုင်းတိုင်းတွင်မှာတော့စပိုင်ဘော်လူတွေတော်တော်များများတွေ့လာရပြီဖြစ်ပါတယ်ညီရင်ဒေါ်လာရေးဖွဲ့တွေကတော့ဝက်လက်အရာတော်30ရေဦးနဲ့ဒီပဲရင်နယ်မြေတွေရဲ့ကောင်းဝင်ရံတွေမှာမြင်လာရခြင်းဖြစ်ပါတယ် အဆိုပါမိုးပြန်ဘောလုံးတွေကတော့မိုးစလားကနေလွတ်တင်နေရှိပါတယ်။ဒါပေမဲ့ယနေ့အကြမ်းဖက်တပ်ဟာတော့နေဦးတော်လိုင်းကိုရှိရှိသမျှသောစစ်လက်နက်ပစ္စည်းနဲ့အကြမ်းဖက်တုံးပြန်တိုက်ခိုက်လာတာဖြစ်ပါတယ်။အတွင်းမဲ့စစ်အတွင်းဆောင်လာတာလို့ပြောရမှာဖြစ်ပါတယ်။လက်နက်မျိုးစုံရှိသမျှထုတ်သုံးလာတယ်။ မကောင်ခရံဘုံကြီးတွေကိုတောင်ပြုတ်ပြင်းပြီးသုံးဆွဲလာသလိုဂျိုင်ရိုကော်ပိုရာဆက်တက်လေသည်စတာတွေကိုလည်းတည်ပြင်းသုံးပြလာတာကိုတွေ့ရပါတယ်။တရုတ်ကနေဂျင်းနဲ့ပြီးရောင်းတဲ့စိုက်ပျိုးရေးသုံးဒရုန်းတွေကိုလည်းတိုက်ခိုက်ရေးအတွင်ပြောင်းပြီးပြင်းပြင်းကျယ်ကျယ်သုံးဆွဲလာပါမတော်မဲပြန်နေသေးတာဆိုလို့ free gate စစ်သင်္ဘောကြီးတွေနဲ့ရင်ကုန်သင်္ဘောလောက်တာကြံပါတော့တယ်။ဒါကလည်း အလောင်းစီလူဝင်စားတယ်ဆိုရဲငကြောင်တယောက်တော့ပေါ်လာရင်အဖရာပင်နယ်ထဲကရေအေအော်ဒီမြစ်ထဲပြန်သွင်းလိုက်ရင်ရေကုန်သင်းမောကိုသုံးလို့ရပြီဆိုရဲစလုံးတမျိုးဆက်စစ်တပ်မှာပေါ်ထွန်းလာနိုင်ရရှိပါတယ်ဆရာရဲ့ကလေးမျိုးနယ်မှာစုဖွဲ့ထားတဲ့စစ်ကြောင်းတွေဟာတမူလန်တိုင်းမြေပြင်စစ်ကြောင်းတွေဆက်ပြီးတက်နေတဲ့ဖြစ်တာကိုတွေ့ရပါတယ်မှန်တော့ပြင်းတော်ဦးနဲ့လက်ပံချောင်းကြီးရွာတွေကိုစစ်ကြောင်းတွေဟာကျော်လွန်လာခဲ့ပြီဖြစ်ပါတယ် လာတဲ့ကြမှာကြာခဲ့တဲ့ရာဇဝင်မျိုးကိုလည်းမိရှုဖြည့်ဆည်းမှုတွေလှုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်စစ်ကြောင်းတွေဟာကဘောခြံဝဲဘက်ကိုဆက်လက်ဥတီနေတာဖြစ်တဲ့အတွက်ဒေသခံပြည်သူတွေစစ်ဘေးရှောင်နေကြပြီလို့သိရှိရပါတယ်ကလေးမျိုးမှာစုပွဲခဲ့တဲ့အကြမ်းဖက်အင်အားဟာ1400ဝန်းကျင်ရှိနိုင်တယ်လို့ခန့်မှန်းတွက်ချက်ရပါတယ် စစ်တပ်ဟာအင်အားအလုံးကြီးတုံးတဲ့စစ်ကြောင်းတွေနဲ့တောထဲမှာရုံဖမ်းတယ်လို့တာလွန်အင်အားနဲ့ဝိုင်းပတ်လာတာဖြစ်ပါတယ်။ဝေရောက်ပြီးခဲ့တဲ့ရွာတွေအားလုံးရွာကြီးသေးပေါ်မူတည်ပြီးတက်စိတ်တက်စုအစ်စ်နေရွာတော့ခြံထားခဲ့ပါတယ်။စိတ်ချောင်းသွားတဲ့ဒေသခံတွေကိုအတရားဓမ္မပြောင်းဝင်လာခိုင်းပြီးရောက်လာရင်လည်းအိမ်ထဲကလည်းအိမ်ပြင်ပေးမထွက်ပဲဖိတ်လောင်ထားပါတယ်။ တလာဝရီရှင်တွေနဲ့ကြောကိုအချမ်းဖက်မှုတွေဇက်တိုက်လှုပ်ဆောင်လာပြီလို့ဆိုရမှာဖြစ်ပါတယ်ချင်းပြည်နယ်အတွင်းကိုလည်းကလေးဘက်ကဆစ်ကြောင်းတွေတတုပ်ပြီးတတုပ်ခွဲပြီးဝင်ရောက်လာတာကိုတွေ့ရပါတယ်ရှေ့ရတွေကပြောခဲ့ပါတယ်ဒုတိယတပ်မတော်လက်ကျေးရာဒီချုပ်ဦးစီးရဲ့ဥပါစစ်စီ joint operation ဆိုလို့ချမတွက်ဖို့သတိပေးခဲ့မှုပါတကယ်ကြီးလေပူပေါင်းစစ်စင်ရေးကြီးဖြစ်ပါတယ် မဲဒီလာရှန်လေးလေးတဲ့ကလေးဘဲကပရိန်ကြီးတွေကိုခြေလင်းကဝဲစားစစ်ကြောင်းကြီးတွေပါထည့်ထားပြီးပူပေါင်းစစ်ဆင်လာတာဖြစ်ပါတယ်။ကဲလေးဘဲကုံချောင်းချောက်ပြီးလမ်းလျှောက်လိုက်လာရပြီဆိုခဲ့ရပွဲရတော့ကျမ်းမီလို့သာမှတ်ပြီးတော့ပေါ့ဗျာ။ကျတဲ့တော့မှလာရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွေကိုမဲဆွယ်စီယုံရေးကိုယ်တိုင်ဆင်းချလာတာကိုတွေ့ရပါတယ်။ လူနေရောင်းတဲ့တပိုင်းလာရှိတယ်ကိုကိုကျွန်းလိုနေရာကိုတည်တည်ချာချာလာပြီးစီးယုံနေဆိုတော့ဝင်ပြိုင်မဲ့သူဟာအမှားရင်းမရှိသေးဘူးဘလောက်အရေးကြီးတယ်ဆိုတာမှတ်စားလို့ရကြမယ်ထင်ပါတယ်ညောကကျွန်တော်နေလာရင်မြို့တော်ပသိန်ကိုလည်းပေါ်ဆန်းမွေးကို brand ဖြစ်အောင် site ပြုထုတ်လုပ်နိုင်မှုခက်တီတီနဲ့မှာကြားလိုက်ပါသေးတယ်လေးနေတာနဲ့ငတိုင်းချောင်းကလေွက်တရားတူးစစ်တပ်ကြောင့်စိုက်ပျိုးခဲ့ပြီမဲ့ရိတ်သိမ်းလို့မရတော့ပဲစစ်ရှောင်ထွက်ပြေးနေကြပြီဖြစ်ပါတယ် ချမ်းပြည်နယ်မြောက်ပိုင်းပြည်ပေါ်မြို့နယ်ကိုထိန်းချုပ်နိုင်ပြီးမှာဒေသောင်းတိုင်းမွေထောက်လျှောက်ပြုလုပ်နေကြတာဖြစ်ပါတယ်မိုင်းတော်မြို့ကိုပါအเจ้าမဲ့လေချောင်းကနေဘုံချတိုက်ခိုက်ခဲ့ပြန်ပါအကြမ်းတက်ဟာ TNL နဲ့ပူပေါင်းတပ်တွေကြောင်မဲနဲ့တီဘောမျိုးတွေကိုပြန်လဲတိုက်စစ်ဆင်လာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်ရှိကောင်းရှိနေပါလိမ့်မယ်။ နောက်ဆုံးအချိန်တွေဟာပြည်ပေါ်ကနေဆက်ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းရဲ့တားဆိတ်ပိုင်းတချို့ဟာမိုးတေတရာဝင်းကျင်အထိရောက်ရှိလာတာကိုတွေ့ရပါတယ်။လာကြုံမျိုးမှာတော့ကိုကန်တာနဲ့အကြမ်းဖက်တက်နှစ်ဖက်တက် တွေ့ဆုံမှုတွေဟာအစမ်းတကြေကိစ္စမဟုတ်တော့ပါဘူး။တီဝဲကိုထိချုပ်နိုင်လိုက်တဲ့အတွက်လာရှိုးမန်လေးလမ်းမကြီးတစ်ခုလုံးကိုစစ်တပ်ဟာရထားပြီဖြစ်ပါတယ်။ ဒါကြောင့်မကြခင်ပြည်ဦးပြည်နောင်ကျိုးလမ်းပိုင်းကစစ်စေးခိတ်တွေမှာတရားမဝင်သွေးကုန်ပစ္စည်းတွေဆိုပြီးဖမ်းဆီးမှုတွေရှိလာပါလိမ့်မယ်။ကိုကန့်တက်ဟာလည်းတိမ်ကြီးမှာတိုးကိတ်ကြီးတစ်ခုကိုအားတက်တရောဆောက်လုပ်နေတာကိုတွေ့ရပါတယ်။ကတားကြတဲ့အစင်းကြီးရောက်ရှိနေပြီဆိုတော့ PC ကနီးနေပြီဖြစ်ပါတယ် ကိုကတက်တွေကလည်းလာရှိုးကပြန်လဲထွက်ခွာသွားစေမှာအစိုးရနိုင်ငံတော်ပိုင်းဌာနဆိုင်ရာပစ္စည်းတွေကိုယူဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါတော့စစ်ရဲ့သဘောတဘာဝပဲဖြစ်ပါတယ်။အကြမ်းဖက်တာဆိုရင်လည်းဒီလိုပဲပစ္စည်းတွေကိုအတရားအမှားသိမ်းဆဲယူငင်ကြတာပဲဖြစ်ပါတယ်။ကိုကတက်တွေယူသွားတဲ့အထက်မှာမိသားစုနှစ်စီးလည်းပါပါတယ်။ ပိုလန်နိုင်ငံထုတ်ယင်းစီးဆိုတော့ဘေခစ်ကာလာကဖြစ်မလဲဆိုတာစဉ်းစားကြည့်လို့ရပါဘူး။ဒါပေမဲ့တရုတ်ထုတ်တွေနဲ့အနေသားကြနေတော့အထာမသိတော့အပြည့်အဝအသုံးချနိုင်မှုမရပါဘူး။ဒါကြောင့်ပြီးခဲ့တဲ့ဂျပိုင်းတွင်မှာမိသားကာနစီပြန်ဖို့ပေးလာတာကိုတွေ့ရပါတယ်။အစီအနဲ့ပတ်သက်ပြီးရှမ်းဘွဲတွေရဲ့အနေအထားကြည့်ရတာလာမယ့်ရေကောက်ဘွဲအလွန်လွတ်တော်အတွင်းကနေလုံးမဲ့ကြိုင်မဲ့ကိစ္စတွေကိုပဲအာယုံထားနေပုံရပါတယ် ကျွန်တော်တို့ရာရန်သူကိုအထင်သေးစွာနဲ့နှောင်ပြောင်းနေကြမှာပဲရန်သူဟာလှုပ်ရှားရှိတာတွေကိုတစင်ချင်းလှုပ်သွားနေခဲ့ပါတယ်။ယခုတစ်ချိန်နေဦးတော်လန်ကြီးဟာအာကောင်ဆုံးဖြစ်ခဲ့ပါတယ်။အလွာပေါင်းဆုံးနေရာပေါင်းဆုံးကနေအသင်္ကရာမျိုးစုံနဲ့ပါဝင်လာခဲ့ကြခြင်းကိုတွေ့ရပါတယ်။လင်းနေကြခကြီးဆိုတော့ပြင်ပန်းလာတာတွေရှိပါလိမ့်မယ်။ အားလဲနည်းနည်းယောကောင်းယော့လာနိုင်ပါလေဒါတဘာဝပါစိုးရိမ်ရာမရှိပါဘူးတကယ်တမ်းပြောရင်မလုံဖက်ထိုင်နေတာအဖြစ်ဘာမှမဖြစ်သေးပါဘူးလုံချင်အောင်ဆောင်းလာရရဲ့လုံနေရသူတွေကိုခြေကန်းလာလိုက်ထိုးနေတာတွေကြောင့်ပဲဖြစ်ပါဒါလဲဘာမှမဖြစ်သေးပါဘူး ြောခဲ့ပါတယ်တော်လန်ရေးဟာကိုရီစစ်လာတယ်လို့ပဲဆိုရမှာပါဆိုတော့ချယ်ရီအဖွဲ့စည်းတွေဟာစစ်တပ်ကိုလက်နဲ့ကင်ပြီးတိုက်ကြမှာမတိုက်ပါဘူးငါကလည်းလက်နဲ့ရှိပြီးသားဖြစ်ပါတယ်တရုတ်ကြောင့်ကြီးပဲလို့လည်းပုံချနေလို့လည်းမရပါဘူးတရုတ်ကိုစစ်တပ်ကမလန်ရဲသလိုဘယ်သူတွေဟောလန်ရဲပါသလဲဘယ်သူမှလန်လို့လည်းမရပါဘူး ကြီးထဲမှာရှိတဲ့လူတွေအားလုံးအားလုံးနေ့တတော်ကသရုပ်ထုတ်ကုန်ပစ္စည်းတွေနဲ့မကင်းနိုင်ပါဘူးဒီတော့ကျွန်တော်တို့ဟာကိုယ့်ဘက်မပါတဲ့သူမှန်သမျှကိုတော်လန်လာလိုက်ကြတာယခုခါမှာကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိပါတော့တယ်ဘယ်သူမှမရှိတော့ပါဘူးအဲ့တော့ကျွန်တော်တို့အချင်းချင်းပဲခြားကြရတော့မလို့တောင်ဖြစ်နေပါဘူးကဲဒါအရေးမကြီးပါဘူးပြီးမှဆက်ချလို့ရပါတယ် ပြန်ဆက်ရရင်ရှမ်းပြည်နယ်မှာစစ်တပ်ရဲ့လက်ဝကြီးအုပ်ထားတဲ့အခမ်းအကဏ္ဍရော့ကျသွားပါလိမ့်မယ်။နောက်တနည်းဘိုးချုပ်ကင်မှုစနစ်နှဲပါသွားပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံဟာမတူကွဲပြားတဲ့မျိုးနွယ်စုတွေပေါင်းစုပြီးနေတဲ့ပြည်တော်စုနိုင်ငံတစ်ခုဖြစ်ပါတယ်။မျိုးနွယ်စုအလုံးဟာစစ်အာဏာရှင်ပြုတ်ကျရေးနဲ့ဒီမိုကရေစီရရှိရေးကိုဥတီပြီးတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။သို့ပေမဲ့ အမေရိကန်ရဲ့ဒီမိုကရေစီစနစ်ဆိုတာကြီးကိုလည်းထိုက်ရိုက်ကြီးကုချလို့မရပါဘူးကော်ပီရိုက်တွေညှိကုန်မှာဖြစ်ပါတယ်အနည်းစားဆုံးကိုကြည့်ပါရခိုင်မှာဆီအာနာရှင်စနစ်ကလွတ်တလောက်ညီပါဖြစ်နေပါပြီချက်ချင်းနိုင်ငံကြီးဒီမိုကရေစီဖြစ်သွားလားမဖြစ်သေးပါဘူးအချိန်ယူအောင်မှာဖြစ်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ဆေယုစုလောက်ကလွတ်မြောက်နေပြီဖြစ်တဲ့ရခိုင်လူလူရဲ့အနာဂတ်ဟာကိုယ့်ဂျမာကိုဖန်တီးနိုင်ခွင့်လက်ဝယ်ပိုင်ပိုင်ရသွားကြပြီဖြစ်ပါတယ်။ကျွန်တော်လွတ်မြောက်နေပြီတခုမှတော်လိုင်းကြီးခေါင်းဆောင်တယောက်မိန်ကောထည့်ပြောသွားတာကိုကိုယ်တိုင်နားနဲ့ဆက်ဆက်နားထောင်ခဲ့ရပါစဖော်ဝင်နေတဲ့င်းပို့ကြရပေါ့တပတ်နိုင်ငံမှာဒီဘက်ကကန့်တတ်ထားတဲ့တားမြစ်စေဝါးတွေ၃ဆွဲခွင့်ရှိတယ်ပေါ့၃ကြရပေါ့ ဒီဘက်မှာလည်းတရားဝင်သုံးခွင့်ရခြင်းနဲ့ပေါ့ဒါမြန်မာနိုင်ငံဖြစ်ပါတယ်ကန့်ကျပ်ပစ္စည်းဖြစ်ပါတယ်ငါတို့ဟာတော်လန်ကြီးပဲလုပ်နေကြတာဖြစ်ပါတယ်ဥပဒေပြူရေးတာဝန်ယူလို့လည်းမရဘူးလုပ်လို့လည်းမရဘူးဆိုပြီးဥပဒေနဲ့အမိန့်ကိုတေချာလေးခွဲပြီးကြောသွားတာကိုနားထောင်ခဲ့ရဘူးပါစစ်ဘုံကြောင့်များဟာတော့ဥပဒေရဲ့အထက်မှာအမိန့်နဲ့ညွှန်ကြားချက်တွေကြီးပဲပုံလွှမ်းထားတာကိုတွေ့ရပါတယ် ပြောချင်တာကကျွန်တော်တို့ဘယ်သူမှဝေကူတိုက်မပေးပါဘူးစိတ်ကြပါကိုကကိုသာကိုရမှာပဲဖြစ်ပါတယ်ပြီးရင်အခက်အခဲတခုကျွန်တော်တို့မှာရှိပါတယ်ညီမလူလိုက်ကြိုးပမ်းဖို့တမိုင်းကိုပြန်ပြီးကြည့်မယ်ဆိုရင်တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်းဦးဆောင်တဲ့လူငယ်တိုက်ဟာကိုလိုနီနယ်ချဲ့တဲ့ဆိုရဲဖက်စစ်နီပိုနေစီမှာအကူအညီတောင်းခံခဲ့ရတာဖြစ်ပါတယ် အာနာသိစစ်တပ်ရဲ့ဆိုးရစစ်တပ်ဟာယခုချိန်ထိကဘာမှမရှိသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာအကူအညီတောင်းစရာမရှိပါဘူးနောက်တစ်ခုကဒီနေ့ကဘာကြီးဟာလူခွင့်ရေးဆိုတာတဲ့အမျိုးသားအကျိုးစီးပွားကိုလက်ကင်ပြုလာတဲ့အချက်ပဲဖြစ်ပါကျွန်တော်တို့ယခုနေဦးခီးစင်မှာဘု து ကြောင့်ဘဝကြောင့်အပြစ်ပုံချနေလို့မရပါဘူး။အားလုံးပါကိုစီတောင်းရှိကြတာပဲဖြစ်ပါတယ်။ တကယ်လို့များကျွန်တော်တို့ရှုံးခဲ့ရမယ်ဆိုရင်တမိုင်းရောလှယ်တန်ရောရွှေကုန်တန်ရောတရားခါကျွန်တော်တို့အရင်ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်ရွှေကောက်ပွဲအလွန်ကာလတွေမှာအချမ်းဖက်စစ်တပ်ဟာဈေးချိုဆုံးဖက်ဒရယ်ပေးပြီးကြီမောက်ကိုချိန်ပါလိမ့်။ဒီကြောင့်ကိုခဏခဏကိုတမင်ပြောနေခြင်းဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ပြင်ထားကြအောင်အချိန်တန်နေပြီဖြစ်ပါကြောင်းကောက်နှုတ်သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။ စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရင်